အမေရိကန်ကမ္ဘာလုံးဆိုင်ရာအခွန်တိုးမြင့်ကောက်ခံမှာဖြစ်ကြောင်းကြေညာထားတဲ့နောက်အမေရိကန်ထူးသမ္မတ JD Van ဟာအိန္ဒိယကိုရောက်ရှိနေစဉ်ဝန်ကြီးချုပ်မိုဒီနဲ့ဆွေးနွေးကြမယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်ထူးသမ္မတ JD Van ဟာ AP 21ရမှာအိန္ဒိယနိုင်ငံကို၄ရက်ကြာခီးစဉ်အဖြစ်ရောက်ရှိလာခဲ့ပြီးဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။အိန္ဒိယအစိုးရဟာအစောပိုင်းကွန်တွေ့ရေးသဘောတူညီချက်နဲ့အမေရိကန်ရဲ့စီးကြပ်ခွင့်တွေကိုရှောင်ရှားဖို့ Donald Trump အစိုးရနဲ့ဆက်ဆံရေးတိုးမြင့်ဖို့အတွက်ကြိုးပမ်းနေချိန် Van ကအိန္ဒိယကိုရောက်ရှိလာတာဖြစ်ပါတယ်။ Van ဟာအိန္ဒိယခီးစဉ်အတွင်း Rajasthan ပြည် နယ်ဂျန်ဘူရာမြို့ရှိအလေခေအမ်ပါခန္တာ အာဂရာမြို့ရှိတာဂျမဟာအဆောက်အဦတွေကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ဖန်နဲ့အတူအိန္ဒိယရွှေပြောင်မိပါတွေကမွေးဖွားခဲ့တဲ့ဇနီးတဲ့အာရှာနဲ့တာသမီ၃ဦးနဲ့အိန္ဒိယကိုလိုက်ပါလာခဲ့ပါတယ်။ဖန်ဟာယောမမြို့ကိုတွားရောက်ခဲ့ပြီး AB 20ရက်မှာပုံရဟန်းမင်းကြီး Francis နဲ့တီးတန့်တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက် AB 21ရက်မှာ New Delhi ရဲ့ Phelan 40ကိုရောက်ရှိလာတာဖြစ်ပါတယ်။မိုဒီနဲ့ဖန်တို့ဟာ Washington မှာမိုဒီကသမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်ဖေဖော်ဝါရီလကဖော်ပြထားတဲ့နှစ်နိုင်ငံလုပ်ငန်းစဉ်တွေမှာလှုပ်ဆောင်ခဲ့တဲ့တူးတက်မှုတွေကိုပြန်လည်တုံ့တက်ဖို့မျှော်လင့်ထားပါတယ်။အဲဒီလုပ်ငန်းစဉ်တွေမှာသူတို့ရဲ့ နှစ်ဖက်ကုံတယ်မှုမှာတရားမျှတမှုရှိရေးနဲ့သူတို့ရဲ့ကာကွယ်ရေးကဏ္ဍမှာဆက်ဆက်မှုတွေမြင့်တက်နေတဲ့အကြောင်းအရာတွေကိုလည်းဆွေးနွေးကြမှာဖြစ်ပါတယ်။မိုဒီဟာဒေါ်နယ်ထရန့်အမေရိကန်နိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့နောက်ထရန့်နဲ့တွေ့ဆုံခဲ့တဲ့ပထမဆုံးကမ္ဘာကောင်းဆောင်တွေမှာအပါအဝင်ဖြစ်ပါတယ်။အိန္ဒိယနဲ့အမေရိကန်ဟာကုံတွဲရေးသဘောတူညီချက်တစ်ခုကိုဆွေးနွေးနေပြီးအိန္ဒိယကတော့အခုလအတွင်းထရန့်ရဲ့ကုံတွဲကုံကောက်ခံမှုဆိုင်ကန်ကာလာရပ်ပေါင်း90အတွင်းအဲ့ဒီသဘောတူညီချက်ကိုရရှိဖို့မျှော်မှန်းထားပါတယ်။ထရန့်ဟာအိန္ဒိယအပေါ်ကုံတွဲကုံ26ရာခိုင်နှုန်းတိုးမြင့်ခဲ့တာဖြစ်ပါတယ်။ you